ကာရီဘီယံပင်လယ်ထဲမှာဂျူလီယာနဲ့တောမ်တို့ဟာသူတို့ရဲ့ကလေးတွေဖြစ်ကြတဲ့ကက်စီနဲ့ဘင်ဒိုနဲ့တူတူရွက်လီစီပြီးတော့အပန်းဖြစ်နေကြပါ යි ။အဖေနဲ့သားကတော့ငါးမျှလေးကျင်းနေတော့ပဲကက်စီကတော့နှစ်ချက်တက်ပြီးတော့တရှင်းနာထောင်နေပါ යි ။ဂျူလီယာကတော့ရွက်လီနားမှာရေစင်းကူဖို့ဆုံးဖြတ်လိုက်ပါ යි ။ယုတ်တည်းဆိုသလိုပဲရေစီးကြောင်ပြင်းပြင်းတစ်ခုကသူမကိုဆွဲခေါ်သွားပါ යි ။မိနစ်နဲ့ငယ်တွဲမှာပဲရွက်လီကအရန်ကုန်မှဝေးသွားပြီးဆိုတာကိုသူမကသဘောပေါက်သွားခဲ့ရပါ යි ။ဂျူလီယာကတော့သူ့ရဲ့မိသားစုစီကိုအကူအညီပေးဖို့အော်ဟစ်လိုက်ပေမဲ့ကက်စီကတော့သူမရဲ့အတန်ကိုမကြပါဘူး။ဘင်ကလည်းငါးဖက်ဖို့ပဲအာရုံရောက်နေပါ යි ။ ကန်ကောင်းစွာနဲ့ပဲ top ကသူ့ရဲ့ဇနီးရဲ့ order တွေကိုကြားလိုက်ရပြီးတော့သူမစီကိုရအောင်လို့ရွက်လှေကိုအရှိန်မြင်လိုက်ပါ යි အဲဒီနောက်မှာတော့သူကပင်လယ်တဲကိုခုံဆင်းပြီးတော့ဂျူလီယာကိုပြန်ခေါ်လာခဲ့ပါ යි အဲဒီအကြောင်းမဲ့ဖွယ်ရာဖြစ်ပျက်ပြီးသွားတဲ့နောက်မှာဂျူလီယာကတော့ပင်လယ်ကတည်ငြိမ်နေတာကိုတော့ဘယ်လိုမျိုးရည်စည်းကြောင်းတွေကသူမကိုဆွဲခေါ်သွားလဲဆိုတာကိုနားမလည်ဘူးဖြစ်နေခဲ့ပါ යි ဘလူဝဲဖြစ်ဖြစ် top ကတော့သူ့ရဲ့ဇနီးအဆင်ပြေသွားတဲ့အတွက်ကိုစိတ်သက်သာရရပြီးတော့ရွက်လှေရဲ့ဝေးရနေရမှာပဲရေမကူးဖို့အားလုံးကိုတတိပေးခဲ့ပါ යි နောက်ပိုင်းမှာတော့မိသားစုလေးဟာလည်းဘင်းရဲ့ဆက်သုံးနှစ်ပြည့်မွေးနေ့ကိုကျင်းပဖို့စပွဲဝိုင်းမှာစုဝေးခဲ့ကြပြီးတော့လက်ဆောင်တွေပေးနေကြတာနဲ့ကိုစတင်ခဲ့ပါပြီ။ဘင်းလင်းကတော့သူ့ရဲ့ဖြေစီကနေလက်တော်အစ်တစ်တလုံး၊သူ့မဆီကနေမျက်နှာပုံးတစ်ခုနဲ့သူ့မေစီကနေပရောကရံကောက်ွယ်ပေးမယ်။ ဒိုမီနီကန်လယ်ဆွဲတစ်ခုကိုပါချလာခဲ့ပါပြီ။အဲဒီနောက်မှာတော့သူတို့၄ယောက်သားဟာဓာတ်ပုံအတူရိုက်ပြီးတော့ကိမှုတ်လီဘိုပြင်ဆင်နေတော့မှပဲကက်စီရဲ့ရေးစာအဒမ်ကဗီဒီယိုကောခေါ်ခဲ့ပါပြီ။အဒမ်ကတော့သူ့ရဲ့ရေးစာမျက်နှာလေးကိုတွေ့ကျင်နေပေမဲ့မုံတိုင်းပြင်းပြင်းထန်ထန်ကိုမှတိုက်ခတ်တာကြောင့်သူ့ရဲ့ခေါ်ဆောင်မှုကပြတ်တောက်သွားခဲ့ရပါပြီ။ကက်စီကတော့ခုလိုမျိုးမုံတိုင်းမျိုးကိုတစ်ခါမှကိုမှမမြင်ဘူးတာကြောင့်ထူးဆန်းတယ်လို့ထင်ပြီးတော့သူ့ရဲ့မိဘတွေကိုတတိပေးခဲ့ပါပြီ။ဒါပေမဲ့လို့လေအဲ့ဒီအချိန်မှာလူတိုင်းကအတန်တွေကိုကြားလိုက်ရပြီးတော့အဲ့ဓာရီကရွက်လီနားမှာရေကူးနေတဲ့ဝေလံငါးတွေဖြစ်ချောင်းကိုပါတီလိုက်ရပါပြီ။ သူတို့တွေကတော့တနည်းရရကိုရှေ့ပြောင်းနေပုံရပြီးတော့တကောင်ကတော့ရွက်လီနဲ့တိုက်မိသွားတာကြောင့်တောင်ကတော့ရွက်လီရဲ့ကိုယ်ရယ်ကိုပျက်စီးမှုရှိမရှိကိုတွားကြည့်ဖို့ကိုဖြစ်လာခဲ့ပါပြီ။ရေထဲဆင်းသွားပြီးတော့မင်းနဲ့ပိုင်အကြမှာတော့သူဟာပင်လယ်တရဝါတကောင်ကြောင့်ဒဏ်ရာရခဲ့တယ်လို့ပြောရင်းနဲ့ပြန်ပေါ်လာခဲ့ပါပြီ။ဘာတရဝါလဲဆိုတာကိုတော့သူမပြောပြနိုင်ခဲ့ပေမဲ့လို့တိုက်ခိုက်မှုကြောင့်သူ့ရဲ့ပခုံးမှာနှဆိုင်တဲ့ဒဏ်ရာတစ်ခုကကျန်ခဲ့ပြီးတော့ဂျူလီယာကအမြန်ဆုံးပတ်တီးစီပေးခဲ့ပါပြီ။ပူဆိုရာကတော့ဝီလာ9ရဲ့ကြောင့်ရွက်လီပန်ကာတခုကပျက်စီးသွားခဲ့ပြီးတော့အခုတော့ရွက်လီကိုစိတ်ကန်းကိုပြန်ဆွဲဖို့အကူအညီလိုပါတော့မယ်။ ဂျူလီယာကတော့ရေဒီယိုကနေအရေးပေါ်ခေါ်ဆိုမှုလုပ်ကြည့်ခဲ့ပေမဲ့ဘသူမှကတော့ပြန်မဖြေပဲနဲ့ဖုန်းတွေကလည်းအဆက်အသွယ်ကိုပြတ်တောက်နေပါပြီ။တောင်မြက်ခံမှန်းချက်ကတော့မိသားစုမှာလေးရက်စာလောက်ပဲစားအစာတွေရှိတာကြောင့်အကူအညီမြန်ဆုံးရောက်လာဖို့ပဲသူတို့မျှော်လင့်နိုင်ပါတော့တယ်။ကောင်းကင်ကနေအုတ်ကကဲလိုမျိုးလင်းတဲ့ခုကြလာတာကိုသူတို့တွေးလိုက်ရတဲ့အခါမှာအချင်းတွေကပို့ပြီးရွှေထွေလာခဲ့ပါပြီ။အဲ့ဒီနေရာတစ်ခုကတော့ရွက်လီနယ်ကိုအရင်ကြီးကတ်တဲ့နေရာကိုကြလာခဲ့ပြီးတော့ တောင်ကတော့ရက်လေကိုထွက်ဖို့ပဲကြိုးစားပေမဲ့ပန်ကာတစ်ခုကပျက်စီးနေတာကြောင့်အင်ဂျင်ကတော့မနိုင်ပဲဆက်ပြတ်သွားခဲ့ရပါတယ်။တခြားကြည့်လိုက်တဲ့အခါမှာတော့အရာတွေကအုတ်ကဲတွေမဟုတ်ပဲဂျူလူအပိုင်းစားတွေဖြစ်ပြီးတော့ပွတ်ဖက်လိုက်ပါတယ်။ဒါပေမဲ့လို့ကန်ကောင်းစွာနဲ့ပဲအဲ့ဒီအရာဝတ္ထုကရက်လေကိုမထိခဲ့ပါဘူး။ဒါပေမဲ့လို့အပြင်မှာနေဖို့ကအရန်ကမှအန္တရာယ်များတာကြောင့်မိသားစုကလှေဝမ်းထဲကိုဝင်ပြီးတော့တကားနဲ့ပရိမအားလုံးကိုပိတ်လိုက်ကြရပါတယ်။ကက်တီဇလန်လေးရဲ့ကောင်းကွက်လေးကတော့ဓမာရီမေပြီးဆုံးသွားခဲ့ရပါပြီနော်။ ဒီလိုမျိုးကောင်းတို့ရရဇလန်ဆက်ကွက်လေးတွေကိုတင်ဆက်ပေးနေတယ်ကျွန်တော်တို့ရဲ့ channel လေးကိုလည်းကြိုင်းနေတတ်တယ်ဆိုရင်တော့ like subscribe လေးတွေပြုလုပ်ပေးခဲ့ကြပါအောင်အဆုံးထိတချို့ပဲကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်